ုနလေးရာကျင်ထားတဲ့ပေါ့နော်ငပိလေးတွေကိုဟိုလိုလိုတလောက်ပဲမှန်းပြီးတော့ပေါ့နော်ထည့်ထားပါမယ်ထက်လို့မှာပဲထက်ထည့်မှာပေါ့နော်အဲ့ပထမဦးဆုံးငပိရေအများကြီးထည့်လိုက်ရင်လေဟိတော့တိမောတိတော်တို့ကငပိအားများပြီးစားလို့မကောင်းတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့ဆိုတော့ညီမတို့ငပိလည်းထည့်ပြီးပြီဆိုတော့ညီမတို့အဲ့ဒီမကြီးမဲ့လေးနဲ့အကြီးလေးကိုငပိလေးကိုဖြော်ပြီးတော့ညီမတို့အဲ့တိမောတိလေးတွေကိုအရသာဝင်သွားအောင်ဖိပြီးနေပါမယ် ရတာမုတ်လေးရေလေတပါးတဲ့ဝင်သွားအောင်လို့စားရဲခင်းချုံမုတ်လေးရဲအနေငယ်လောက်ကိုညီမတို့ကစားပြီးတော့နည်းတဲ့ထဲမှာထည့်လိုက်ပါမယ်အခုလိုလေးအားရပါရပေါ့နော်ဖိပြီးတော့နယ်ပေးရပါမယ်ဒါမှသာတင်မောတီးတဲ့ဟိုပေါ့နော်အဲဒီအရာတာလေးတွေဝင်သွားမှာဖြစ်ပါတယ် ပထမဦးဆုံးတင်မောဒီယအရန်ပေါ်တော့ချစ်ထားတာကတအားကြီးနေမယ်ဆိုလို့ရှင်ဘလောက်ပဲဖြစ်နေနေပေါ့နော်အရသာမဝင်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲဆိုတော့တင်မောဒီလေးကပို့ပြီးတော့တေးလီမြင်လီအရသာဝင်ပြီးပို့စားလို့ကောင်းလေးဖြစ်ပါတယ်ရှင်အားတော့ညီမတို့ပေါ့နော်မြင်ပစုံ6ပေါ့နော်ညီမတို့မြင်ကပီးလောက်တဲ့မြင်ပစုံ6ကလေးတွေပါ အစည်းလဲဆိုတလိုမျိုးစားရတာလည်းကောင်းပါရဲ့အဲ့ဒီမြင်ပစွန်လေးတွေကိုပါထည့်ပြီးနေလိုက်ပါမယ်တခြားပစွန်ကြောက်တွေလည်းထည့်သုံးလို့ရပါတယ်နော်လောလောဆယ်စုမှာအဲ့ဒီပစွန်ကြောက်ပဲရှိလို့ပါအခုဆိုရင်ညီမခုနထောင်းထားရတယ်ပေါ့နော်ငယူသီးစိမ့်လေးတွေကိုထည့်လိုက်မှာဖြစ်ပါတယ်ဒီဒီစင်းလေးညီနဲ့လေတီမိုဒီလေးရဲ့ကိုအဆက်ရတာလေးဝင်တော့ဖိုလိုလေးဖိပြီးတော့နေမှာဖြစ်ပါတယ်ရှင်။ အရသာအပေါငန်းကတော့ကိုစိတ်ကြိုက်ပေါ့နော်မြမကတော့ချင်းချင်းဆက်ဆက်လေးစားကြင်တာမို့လို့အချင်းလေးကိုထည့်လိုက်ပါတယ်တချို့ဒီမကြီးမဲ့အရင်ကိုမကြိုက်တဲ့သူတွေဆိုလို့ရှင်လေအမ်တံပြာတီးတို့တံပြိုတီးတို့ထည့်နိုင်ပါတယ်ဒါပေမဲ့တင်းမောတီးတော့တော့ရဲ့တဘာဝမကြီးမဲ့လေးမှမကြီးမကြီးမဲ့ရည်လေးနဲ့တုတ်မှတာဒီမော်ဒီတော်တော်ရဲ့အရသာပို့ပြီးတော့ပေါ်လွှင့်စေပါရရှင်အခုဆိုရင်ညီမအရသာမြည်ကြည့်လိုက်ပါတယ် ရတာအပေါ့ငါတော့ကိုစိတ်ချင်ညီမကတော့ရတာလီလီလေးစားတဲ့ကြောင့်စားလေးထည့်လိုက်ပါတယ်ပြီးတော့ဟင်းချုံမုံလေးအနေငယ်ရဲ့အခုလိုမျိုးလေးရောပြီးရောနေလိုက်မှဖြစ်ပါတယ်ရှင် ုဆိုရင်တော့နောက်ဆုံးအဆင့်ပေါ်တော့မြေပဲလေးကိုထည့်လိုက်မှဖြစ်ပါတယ်။မြေပဲလော်လေးကိုစုံလေးနဲ့ထောင်ပြီးတော့အခုလိုလေးထည့်ပြီးတော့မှညီမတို့ကနှမ်းသွားအောင်ရပ်သာဝင်သွားအောင်ပဲခုလိုမျိုးလေးနမလေးဖြီးပြီးတော့ပေါ့နော်။နေလေးမှဖြစ်ပါတယ်ရှင်။အခုလိုမြေပဲလေးထည့်ပြီးပြီးအရသာအပေါငံလေးအဆင်ပြေသွားပြီးဆိုတဲ့အချိန်ကျရင်တော့ဘေကူယိုရှင်းနဲ့တင်မတီတော်တော်တုံးလေးကို ပြီးစီပြီးတော့လိုက်ပြီးတော့တုတ်ဆားနိုင်ပြီဖြစ်ပါတယ်။အချက်ဗီဒီယိုလေးအခုလိုမျိုးတုတ်တုတ်နီးလေးတွေကိုအများကြီးတင်ပြအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Super Law YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ခဲ့ပြီးကြပါအောင်နော်။ဒီတိုင်းတိရှိနိုင်လို့အတွက်လည်းပြီးမှာကခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပြီးတော့မမေ့ပါနဲ့နော်။ ဆုံးထိဗီဒီယိုကိုကြည့်ခဲ့ပေးကြရရှိတဲ့ရင်ဒီနေ့အားလုံးလေအားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်လေးတွေမှာပြန်လည်ဆက်တွေ့ကြမယ်เนาะ